ောတံပုစေမိတံတံပုစေမိသံဃာပုစေမိပူဇော်ပါရရှင်မြတ်ဘုရားဆန္ဒမြပုံနာတော်ပြီးဆာရနိုင်ထုံရန်ကုန်မြို့တော်မှဆရာထပိရမေထမေရှင်ဖနီယသာသမီများအားလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာပါစေကြောင်းဥစွာပနမနောက်ခွန်ဆက်ပါဆိုတံမြတ်တာပုတာအပ်ပါတယ်တနန်းလာသာသမီများခမတနန်းလာသာသမီများရဲ့ကံကြမ္မာဟာ2025ခုနှစ် ဂျွန်လိုင်းလဝါဆိုလမှာခုနှစ်နှစ်ခုနှစ်နှစ်တို့တွင်ကံကောင်းသောပထမဗန်ဇာတာရှင်တို့ဖြစ်ကြတယ်။ဆယ်ဗန်ဂျွန်လိုင်းခုနှစ်လတလာလုံးမှာကံကောင်းသောခုနှစ်နှစ်နှစ်မှာပထမကံကောင်းသောဇာတာရှင်ဟာတဏှနာသာသမီတွေဖြစ်တယ်။တဏှနာသာသမီတွေအကျဆီအောင်မြင်မယ်။အိမ်ချမ်းမြေတိုက်တာအဆောက်အအုံတို့ပိုင်ဆိုင်မယ်။ရွှေဝင်မယ်။ထွက်ထားတဲ့ပစ္စည်းတွေပြန်လဲရရှိနိုင်မယ်။အိမ်မတန်ကံကောင်းစင်တယ် တဏှာဖြင့်ကံကောင်းစင်မဲ့ရစွဲလေးကတော့ဂျောလိုင်း၅ရက်က25ရက်အတွင်းဟာအမတန်တောင်းကြလို့ဖြစ်စင်စားသားချင်လာမဲ့ခဏဦး3-5ရက်တော့လည်းညံသေးတယ်လားပုံခံနေတစ်ပတ်နောက်ဆုံးပတ်ကြရတော့လည်းကံညံ့တယ်တဏှာဖြင့်အလယ်လက်တွေအားလုံးမှာတဏှာဖြင့်ဒေါင်းလျှောက်တလားလုံးနီနီတလားနီနီလုံးဟာကံကောင်းသောစာတာရှင်ဖြစ်ကြတယ်ကံကောင်းမယ် န်ထုမဲ့ကုသောကန်တော့ကောင်းပါကတဏ္ဏလာသာသမီတွေဖြစ်တယ်တဏ္ဏလာသာသမီများခင်ဗျာနှလုံးသားကြီးနှလုံးသားကန်ချာမှာတော့နည်းနည်းကန်ခေတတ်တယ်တန်တရားစကားများတာစကားညှင်းခုံများတာအိမ်တော်ဘာမြတ်သာလကောင်းမိမိမေတ္တာသံဝင်သူရှင်းရှင်းမေတ္တာတဏ္ဏီရေးစားများစိတ်အခမ်းအနဲ့ဖြစ်တာလမ်းခွဲရတာတဏ္ဏီအဖြစ်စိတ်အခမ်းမတက်တာ စကားများရံဖြက်ရတာလေအရှိကံနှလုံးသားရဲ့မေတ္တာစိတ်နှလုံးသားရှိကံကတော့ကံခေတဲ့လာလေးဖြတ်တယ်စေပွားရဲ့အဆန်ပြေတယ်အရှိအိမ်တော်ကြီးနဲ့ညက်ပဲဒါလေးကိုအထုတ်ကယူစိုက်ပြရမယ်သာသာပရိသတ်သမီးတောက်ကြသားသမီးဗုဒ္ဓခုသားသမီးတုံနေနံနဲ့စကားရှိတဲ့များတာတင်းညနိုင်ခြင်းမပြုတာအကျုံမပေးတာလောဘဖတ်လောက်ဆောင်ခိုင်ဆောင်တဲ့နေရာမှာထုတ်တုံနေနံကိုတော့ကယူစိုက်ပြပါ တတိပြုတ်ပေးပါလို့စာအနေနဲ့မေတ္တာရက်ခံတရားစေလုံဝေးကာဏလုံဝေးအခန့်ကာဏလေးမှာဆိုလို့ရှိရင်တလေးတဆဖိတ်ခေါ်ခံရတာဝန်လန်တပင်တဏှာဖြင့်ဝင်နေပွဲတဏှာအဖြင့်အိမ်တက်နော်ဆိုင်ဖွန်ပဲတဏှာဖြင့်ဝန်စာဆရာလေးတွေညနာပန်းဆက်ပွင့်မယ်တဏှာဖြင့်လူရှိလူခင်ပေါ်များတာမိတ်သက်တိုးပွားတာတွေတောင်မှကြုံတွေ့ရအောင်မယ်မိတ်ကောင်းဆွေကောင်းတို့နဲ့လည်း တွေးဆောင်ရအောင်မယ်။ကံကောင်းခြင်းများဖွင့်ခါလို့လည်းစုံတွေးရအောင်မယ်။တန်းနေလေးဂယုစိုက်ပြရမှာကစိတ်တုံမိတာစိတ်ဒေါသကြီးတာစိတ်မာမာနာတို့ကြောင့်မလို့လားအတက်လုံမေးပြဿနာမပေါပေါအောင်တရေထားပေးဖို့တရေပြုတ်ပေးဖို့အစအနေနဲ့မြတ်တာရက်ခံပါရစေ။အကျိုးပေးမယ်။ခုနလပိုင်းမှာစီးပွားရေးလုပ်ငန်းမှာဆိုလို့ရှိရင်နော်ကောင်းကျိုးပြုစေမယ်။ကောင်းကျိုးပြုနိုင်မှာလုပ်ငန်းရဲ့နယ်ပယ်တွေမှာဆိုရင် အထက်လေးအလားကုန်ဖန်စီတဏှာဖြင့်အဝဲအထက်အလေးတွေနော် ready made အင်းကြီးစသဖြင့်နော်ဖန်စီအလားကုန်တွေဟာကိုကိုအကောင့်ကျပေးမယ်အချိုပြုစင်မယ်နော်လူသုံးကုန်ပစ္စည်းတွေနာအချိုပြုစင်မယ်တဏှာသားတင်ရရဲ့လုပ်ငန်းအချိုပေးကာလာလေးတစ်ခုကြောင်းလိုက်လာလေးဖြစ်တယ်ငွေကံလည်းကောင်းတယ်ငွေကြေးလည်းလက်ပွင့်မယ်တနည်းအားဖြင့်ကယူဆိုင်ပေးရမှာက ရောင်မဝင်မလေးတွေကိုတော့တတိလေးထားပြရမယ်လက်လွတ်ဆက်ပဲရှင်းရှင်းမြုံငံပြက်တာလက်လွတ်ဆက်ပဲဆောင်ရပြက်တဲ့ဟိုရှင်းလို့လမ်းတော့ကိစ္စရက်တွေကိုတော့အထုခေကျိုးဆိုင်ရမယ်တတိတွရမယ်စေစေနော်ဟောပေါ့ပြောဆိုပြီးမှလက်အာမနာတန်းပေါ့စိတ်မဆိုးတာပေါ့ကိုတိချန်တော့လဲမိမ့်မယ်ဆောင်ရလို့တော့လဲအတီတကြလေးဆောင်ရမယ်ဆိုရင်အမားကင်းသွားမယ်အကျိုးပြုတ်မယ်ဂျာမိုက်ကာလမှာ ဂျာမိုက်ကန်စာတာမှာဆိုလို့ရှိရင်ဥခေါင်းနဲ့ပတ်သက်တဲ့အစိပ်ပိုင်းညံဖြစ်နေတန်ရဖြစ်ရင်ခေါင်းခဲတာခေါင်းတစစ်ဆက်ကြိုက်တာနော်ဇက်ကြောင့်အုံနောက်ကြောင့်အာယုံကြောင့်ဥခေါင်းနဲ့ပတ်သက်ပြီးစေးစေးဝါမိဝဲရတာတန်ရဖြစ်ရင်စေးတောက်ရတာလေနော်စေးဝါမိတင်းရတာလေကြုံရတတ်ပါလေနည်းနည်းလေးအထုအဆန်ယောဂလေးတွေဖြစ်ရှင်လာတယ်နော်အိမ်မက်ဆိုးတွေနည်းနည်းအယောက်ခရက်တွေဖြစ်တတ်တယ် ဒါကြောင့်ဘုရားတရားကိုအာယုံပြုပေးပါကံကောင်းခြင်းကိင္ကဏ္ဍမှာဆိုရင်အကျိုးပြုမဲ့ကိင္ကဏ္ဍမှာဆိုရင်ပေါ့နော်ဒီတဏ္ဍလာသာသမီပေါ့နော်အကျိုးပေးမှာငါးကိင္ကဏ္ဍရှစ်ကိင္ကဏ္ဍတုံညာကိင္ကဏ္ဍဆိုတာကိင္ကဏ္ဍအကျိုးပေးမယ်မြောက်ဖက်ကိုညာညာနဲ့ခရီးထွက်ခွာတာအကြောင်းကိစ္စမရှိဘဲသွာလာခြင်းမျိုးကိုရှောင်ကျင်ပေးပေးပါလို့ဇာအနေနဲ့မြေတားရက်ခံချင်ပါတယ်။မြောက်ဖက်မြောက်ဖက်ဆိုမြောက်ရက်ကိုသွာလာခြင်းကယူဆိုင်ပေးရမယ်။တရီပြုတ်ပေးရမယ်။ ဂျွန်လိုင်လာမှာကံကောင်းခြင်းလုပ်ငန်းကိုင်ငန်းတို့အကျိုးပြုစေလိုခြင်းအတွက်ကံကောင်းခြင်းများလည်းဖော်ဆောင်လာအောင်လုပ်ငန်းကိုင်ငန်းရောင်းရည်ဝယ်ရေးကိစ္စတွေလည်းအောင်မြင်စေလိုခြင်းအတွက်မိမိမွေးနာသောတနင်္လာနေ့တောင်းမှာတနင်္လာကျော်တောင်းမှာဖရာဇေဒီမှာစအနေနဲ့ဆောင်ရွက်ဆိုလိုတာလေးကိုညွှန်ကြားပါရစေเนาะနေဆက်ရဖရာစိတ်ဒီမှာပဲဖြစ်စေမိမိဆိုနေအိမ်ကဖြစ်စေပဲကလာဟင်တစ်ခွတ် ကလူကိုစောပေးပေးပါတတ်တော့ဘဲကလာဟင်းတစ်ခွက်ကလူကိုစောပေးပေးပါနေမှာပဲဖြစ်စေဖျားစိတ်ဒီမှာဖြစ်စေမင်းမြင့်ဝိနတ်တော်တန်နန်းလာနေမပြန်မကွက်ကလူကိုစောချက်အဖြစ်လုံငါကိုင်းကန်စီပွားလက်လာပါများတုတ်တက်နိုင်မယ်အခက်ခဲအသားစီအလောက်ချက်တွေလားအများကြီးဖြစ်စေမယ်စိတ်ရကြမှာကိုကြီးချမ်းသာသွားလန်းတာလို့လဲလာလန်းတာရဖြောင်ဖြူတာလေးကြုံတွေ့မယ်ခုနကနေနမှာတော့ဖတ်ပထမ ထမတာပထမကံကောင်းသောစာတာရှင်ဟာတန်နလသာသမီးများဖြစ်ပါလေတန်နလသာသမီးများလို့ရင်စာတာပြေဝနိုင်ပါစေလို့စာနေတာတော့သမောကောင်းစွာမြတ်တာပို့တာအပ်ပါလေ